အခုနောက်တစ်မျိုးက software ဖွင့်ပြီး game မျိုးကျွန်တော်ပြောမှာဖြစ်ပါတယ် desktop မှာကျွန်တော် web page refresh refresh ဒါလည်းရှင်းတော့နေတဲ့ software ကိုနည်းနည်းအပြန်လန်းဆန်းထောင်လုပ်တဲ့သဘောပဲမတက်စတောမှာကြာပြီဆိုရင်ကျွန်တော်တို့ကိုဖွင့်ခြင်းနဲ့ software ရဲ့ထိတ်ဆုံးစလုံးအတီအောင်ပေါ့မကီးဘုံမှာရိုက်ရှာကီးဘုံမှာ Microsoft နဲ့ပတ်သက်တာဆိုရင် M အတူဝိညာဉ်ပဒတာဆိုရင် A A တခြား file name နဲ့စေချတဲ့ပုံစံလေးနဲ့အဲဆိုရင်ထွက်လာနေတယ် S နဲ့ပဲ slide slide တွေ့ရနော်ဒီမှာဒီ highlight တွေတင်တာကိုတွေ့လို့ရတယ် M Microsoft Word Microsoft Word အဲဒါရပြီဆိုတော့လည်းကိုဖွင့်နေတဲ့ software ကိုရောက်ပြီဆိုတော့လည်း enter ကိုတစ်ချက်ခေါက် ်ဒီတစ်စီပွင့်သွားရင်ဒါတော့ဒီမှာတူမျိုးဒီမှာဒုတိယတူမျိုးလည်းတော့ကိုယ်ဖွင့်ရင်းတဲ့ software ပေါ်မှာ right လေးဒီမှာ highlight လေးနဲ့ right လေး open နော်လေ right လေး open အဲ right လေး open right လေး open ဒါရမနော်အဲ right လေး open အဲဒီဒုတိယတူမျိုးနော် နေရာကြီးအဲ့မှာပိုလိုဒီနေပုံစံအောင်နေပါဒါဒီရတမျိုးအဲ့ဒါတတိယလူမျိုးကကျတော့အာကိုဖွင့်ရဆိုတော့မောက်ပြေးသွားပြီးတော့ဒီရော travel clip travel clip နဲ့ချက်ပြေးနော်ဟောလဲ travel clip နဲ့ချက်ပြောလဲ travel clip ဒီချက်ဖွင့်ရဆိုရင် travel clip နဲ့ချက်နေပြီးတော့ put it out. But you know, Windows, window, you know, Windows search bar, you know, Windows search bar, as search bar, you know, it's a good idea. You know, go to the Naga, uh, what never that I do, what do you want to do? I'm a caller, you know, what now to say? What to my now to say? Okay. เราโมบูดิชาตัววินิจฉัยเอทีโอ D O B E ဒီနည်းပညာတင်ဒီမှာ Adobe Photoshop Adobe InDesign ရှိနော်ဒီလိုလေးတွေခါရွထွက်လာနေတယ်အဲ့တော့မှချက်ရှာမယ်ဟိုက PowerPoint D O W E R Power ဒီမှာကျင်း Power D O PowerPoint နောက် Create ချက်ပြီးလေးရတယ် Under Color ရတယ်